မလဲဖြစ်တည်မှုတိုင်းပဲလက်ခံပေးဖို့ဒီရမလားလူတိုင်းကိုတော့အကုန်လုံးက new facebook လိုပဲဒါပေမဲ့သူတို့ကျွန်တော်တို့ကကျွန်တော်တို့ရှိနေတဲ့အတိုင်းပိုင်းနားမှာသူတို့ရှိနေတယ်ဆိုလို့ရှိရင်သူတို့ကိုကျွန်တော်တို့ကပို့ပြီးတော့ new facebook ပို့အတွက်လိုအပ်ပါလေခင်ဗျအရန်လေအဲဘယ်လိုပြောရမလဲဖြစ်တယ်ပေါ့နော် primer ပါပေါ့နော်အာချစ်ရှင်မေတ္တာရယ်လေးစားမှုရယ်တရားနဲ့တရားဒူးနဲ့ဒူးပေါ့လေးစားမှုရယ်တော့ဒူးနဲ့ဒူးပေါ့တန်းတို့ညီများမှုတွေလို့ပေါ်ထုတ်တဲ့ရက်တရက်ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒီကနေ့ကျွန်တော်တို့ကဒီ ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့လူငယ်တွေက LGBT တွေပေါ်မြင်တဲ့အမြင်ကိုကျွန်တော်တို့သိဖို့အတွက်ဒီနေ့ LGBT Pride အထိမ့်မှအနေနဲ့ကျွန်တော်တို့ဒီနေ့လူငယ်တွေအတန်ကိုတင်ဆက်ဖို့ရရှိနေတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာကျွန်တော်တို့လူငယ်တွေက LGBT တွေကိုဘယ်လိုမြင်လဲဆိုတော့သူတို့တွေရဲ့စကားကံတွေကိုကျွန်တော်ကြားရအောင်ပါဖြစ်ပါတယ်ခင်ဗျာ။ဒီတော်လည်ကြီးမှာဆိုလို့ရှိရင် ဒီပုံမှန်လူတွေထက်ကိုပို့ပြီးတော့မှာပေါ့နော်ဒီပတ်ဝန်းကျင်ရဲ့ PR တွေအမြင်တွေကိုသူတို့ပို့ပြီးတော့ခံနိုင်ခံနိုင်ရင်ရှိပြီးတော့မှာပေါ့နော်ကြင်ကြန့်ခံပြီးတော့မှာအာကိုရီဥမာပြ PR တစ်ခုပဲခံရတဲ့အချိန်မှာသူတို့ကပို့ပြီးတော့ PR တွေကိုပို့ပြီးတော့ခံရတယ်ပြီးတော့ပြောချင်တာကငါတို့တော်လိုက်တစ်ခုလောက်တယ်ဆိုလို့ရှင်သူတို့ကတော်လိုက်တစ်ခုထပ်ပို့ရဲတော်လိုက်ရေးတွေကိုလောက်ပြီးတော့မှာပေါ့နော် ဒီအခြေအနေကြီးကိုရင်ဆိုင်ဖြတ်တန်းနေတဲ့အတွက်သူတို့နဲ့အတူတူငါတို့ဒီရင်ဆိုင်ပြီးတော့တွန်းလှန်နေရတဲ့အတွက်လည်းအရန်ဂုံယူရဲပေါ့နော်ပြီးတော့အရန်လည်းအဲဘယ်လိုပြောရမလဲ ချစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့စီမှာပုံပြောလေအဲ့လိုနွေးထွေးပြီးတော့มาပေါ့နော်ဥပမာဖြင့် personality ကြီးအញ្ញမ်းများတယ်ပေါ့နော်ပုံမှန်ကတော့တတ်မှတ်လူတွေရှိနေတဲ့လူတွေစီကနေထက်ပို့တဲ့အဲ့လိုအလားပါတွေအဲ့လိုချစ်ချင်းမြတ်တာတွေအာဒါတွေကသူတို့စီမှာပုံပြောတွေ့ရပြီးတော့มาပေါ့နော်သူတို့စီကနေအဲ့လိုအញ្ញမ်းကိုအာစိတ်အားစိတ်အားတက်ရတယ်ကြည်ရတာလေအာ ဟောပါဘူးအဓိကတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ကအကုန်လုံးမတူ क्वे ပြားရဲ့ဟာအကုန်လုံးကျွန်တော်ကလက်ခံပြီးတော့ကျွန်တော်အတူသွားရဖြစ်လို့ကြောက်ဘူးအဒီကလည်းမတူ क्वे ပြားခြင်းနဲ့ရနေပြီးတော့မှထွက်လာတဲ့အရာတစ်ခုပဲဆိုတော့အလုံးကကျွန်တော်ကလက်ခံပြီးတော့မှဟိုအတူတူပဲရှင်းဆိုင်ကြော်ပြတ်ဖြတ်သန်းသွားပါပဲလောက်စရာကြီးလည်းအများကြီးရှိသေးတယ်ကျွန်တော်ဖြတ်ကျော်မယ့်ဟာတွေလည်းအများကြီးရှိသေးတယ်ထက်ကြာရောက်နေတဲ့ကျွန်တော်တို့ပိုက်မှာကျွန်တော်တို့ဘယ်လိုမြင်လဲဆိုတော့ ဒီဒီတိုင်းဝိုင်းတစ်ခုပေါ့ဒီ community တစ်ခုอ่ะအာကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဒီဘဒူပဲဖြစ်ဖြစ်ယောက်ျားမိန်းမဘဒူပဲမဆိုကျွန်တော်တို့သူတို့ပို့ပြီးတော့ native people လိုအပ်တယ်အာဘယ်လိုလဲဆိုတော့လူတိုင်းဟိုတော့အကုန်လုံးက native people လိုပဲဒါပေမဲ့သူတို့ကိုကျွန်တော်တို့တွေကကျွန်တော်တို့ရှိနေတဲ့အတိုင်းဝိုင်းနားမှာသူတို့ရှိနေတယ်ဆိုလို့ရှိရင်သူတို့ကိုကျွန်တော်တို့ကပို့ပြီးတော့ native people အတွက်လိုအပ်ပါလေခင်ဗျပြောချင်တယ်ဆိုတာတော့ဘယ်လိုပြောရမလဲဖြစ်တည်မှုတိုင်းပဲလက်ခံပြီးတော့ဒီရမလားဒီတိုင်းလေးပဲရှိဆက်သွားပါဘောသူများကြားထဲမှာလည်းအဲ့လိုဖြစ်လို့ပါရဆိုမှအားငယ်ဆရာလည်းမလိုဘူးလေ င်ပြပါတယ်တို့ကလည်းတို့ဖြစ်တည်မှုတန်လေးပဲနေပါဖြည့်ဆက်လျှောက်ပါပေါ့အဲ့လိုမျိုးလေးပဲအားပေးပါတယ်တို့ဟောအလားပါပဲကျွန်တော်အနေနဲ့ပြောချင်တာတစ်ခုကတော့ဒီကိုရဲ့မိတ်ဆွေကိုရဲ့ညီကောင်မတွေပုံမှာကျွန်တော်တို့အားလုံးအားတွေးခေါ်ตาอย่างอันนี้မျိုးกွဲชาနေပြီမဲ့ကျွန်တော်တို့မှာတူညီတာတစ်ခုကတော့ကျွန်တော်တို့အားလုံးအားလူသားတွေဖြစ်ကြရတယ်ပေါ့เนาะအဲ့ပုံမှာကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကျွန်တော်တို့ရဲ့ခံယူချက်တွေပြောပြမှုပုံမှာလည်းကျွန်တော်တို့ကအားလုံးပုံမှာလေးစားသလိုချစ်လဲချစ်ခင်ပါတယ်ပေါ့เนาะဒီ primary ကနေပြီးတော့ဒီအဒီလှူဆောင်မှုတွေကနေပြီးတော့ကျွန်တော်တို့အတွက် ကျွန်တော်တို့ရဲ့ AGP တွေအတွက်ပဲဖြစ်ဖြစ်ကျွန်တော်လူသားအလုံးလူသားလူထုတရားလုံးအတွက်လိုအပ်တဲ့အခွင့်အရေးတွေအတွက်ကျွန်တော်တို့ဒီတက်တန့်အောင်အလန်တော်အားနေပြီးတော့ကျွန်တော်တို့အတူတူအားလုံးဒီတက်ပွဲဝင်သွားကြပါစို့လို့ပဲကျွန်တော်တိုက်တွန်းလို့ဆိုနေနေပဲအားပေးစကားလေးပြောကြချင်ပါခင်ဗျ။ဟုတ်ပါတော့ဒီတော်လိုင်းရေးမှာပေါ့နော် AGP တွေဆိုတာအမားပေါ့နော်ဒီ ပုံပုံမှန်ဆိုတာအထက်ဒီအများကြီးအားရတခုဖြစ်တယ်ပေါ့နော်ပြီးတော့ဒီဟိုပါပုံမှန်ဆိုမမတို့မြန်မာနိုင်ငံဆိုရအောင် conservative ဖြစ်တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ဒီဟာကိုရအောင်ထိုးဖောက်လောက်ခဲ့တယ်အခုဆိုလည်းအတိုင်းတာတခုတိဒီတော်လိုင်းရေးမှလည်းအတိုင်းတာတခုတိပို့ပြီးတော့ပေါင်းဝင်ပြီးတော့ပေါ့နော်ဒီဒီ community တခုကနေပြီးတော့ပေါ့နော်ဒီ LGBT community တခုကနေပြီးတော့အမမဆိုလည်းအဲ့အပဝဲချင်မှာအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရခြင်းမှာသူတို့လည်းအဲ့လိုဒီဒီလမ်းကိုဆက်ပြီးတော့စူးစမ်းပြီးတော့ဆက်ပြီးတော့ရှောက်သွားပါပေါ့နော်ဒီဟိုပါပေါ့ဒီတက်ပို့ပြီးတော့လည်းဒီ မတို့မြန်မာနိုင်ငံအရင်ရှေးဥဆန်တဲ့အတွက်ဒီထက်ပို့ပြီးတော့လည်းအတိအမအတိမပြမှုတွေပို့ပြီးတော့လည်းအရရှိနိုင်ပါစေလို့လည်းစတောင်းပေးပါရယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ LGBT ဆိုတာကတော့ကျွန်တော်တို့ဒီနောက်ပိုင်းဒီနောက်ပိုင်းမှာပေါ့နော်လူတိများလာတာကတိတ်မကြသေးဘူးနော်ဟိုအရင်ကဆိုရင်တိတယ်အဲဒါမဲ့ဒီ LGBT နဲ့ပတ်သက်ရင် LGBT ကိုတွေ့တာနဲ့ကိုလူတွေကအဲ့လိုနှိမ်ချင်ကြတာပေါ့နော်ကျွန်တော်တို့အမည်နှိမ်ချင်ကြတယ်ဆိုတော့အခုနောက်ပိုင်းမှာဆိုရင်လူတွေရဲ့ mindset ကအဲ့လိုမျိုးမဟုတ်တော့ဘူး ဒီ LGBT နဲ့ပတ်သက်တဲ့ဒီ LGBT အရေးဟာကျွန်တော်တို့ဒီလူတုမြန်မာလူတုဒါကဘာလုံးအရေးနဲ့ဆိုင်တဲ့အရေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်အခန်းကဏ္ဍမှာဖြစ်ဖြစ်ဒါစီးပွားရေးလူမှုရေးအဲတခြားအရေးကိစ္စတွေမှာလည်းဒီတခုခုထက်သွင်းစဉ်းစားပြီးဆိုရင်ဒီ LGBT တွေကိုလည်းကျွန်တော်တို့ဒါအခန်းကဏ္ဍတစ်ခုအနေနဲ့ပေါ့နော်ဒါ ဲ့လိုမျိုးထည့်သွင်းစဉ်းစားသင့်တယ်ပေါ့နော်အဲ့တော့ဆိုတော့ RGB ဗီဒီယိုတွေအားလုံးလည်းကျွန်တော်တို့အတူတကွပေါ့နော်အာဒီထက်ပိုကောင်းမွန်တဲ့အတိုင်ဝန်တစ်ခုကိုဟိုဖန်တီးနိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ဒီနေရာကနေကျွန်တော်ဆုတောင်းပေးပါတယ်အခုလိုပေါ့နော်ဒီအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာလည်းဒီလမ်းပေါ်ထွန်းဆန်းနာပြတဲ့အထဲမှာဆိုရင်အမတို့ဒီ RGB ဒီကလည်းထိတ်ဆုံးကနေတော့ပါဝင်ခဲ့တာပေါ့နော်အဲ့လိုပဲအမကိုယ်တိုင်လည်းနိုင်ငံအချင်းသူတယောက်ဖြစ်တဲ့အနေထားမှာဒီစစ်ကြောရေးစခန်းနေဒီအချင်းနောင်နေထဲမှာလည်းဒီ LGBT တွေနဲ့အဲ့လိုမျိုးပေါ့နော်အတူတူနေထိုင်ခဲ့တာလည်းရှိရပေါ့နော်အဲ့ဒီထဲမှာလိင်စိတ်ဘယ်လိုမျိုး ိုး꽌ပြားပါစေသူတို့ရဲ့စိတ်တွေခံယူချက်တွေကတော့ဒီတော်လိုင်းကာလမှာအတွန်းချိန်ခဲ့တယ်ပေါ့နော်ပြီးတဲ့ခါကျတော့အမားတို့ရေဒီဒီအမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေဒီတော်လိုင်းကြီးကာလမှာကြားမှလည်းခွဲဆရာမလို့တို့ဒီ LGBT လေးတွေဆိုရင်လည်းနားလည်ပေးဖို့လိုအပ်တယ်ပေါ့နော်ဒီအတိုင်းဝိုင်းကလည်းလက်တွဲခေါ်ဖို့လည်းလိုအပ်တယ်ခြေဆောက်လည်းဒီ LGBT အရေးမှလည်းအဲ့လိုပေါ့ပေါင်းပါဝင်လို့ရရင်ပါဝင်ပေးပါမယ်ရှင် Prime Month ပါပေါ့နော်အာချစ်ရှင်မေတ္တာရယ်လေးစားမှုရယ်တယောက်နဲ့တယောက်ဒူးနဲ့ဒူးပေါ့လေးစားမှုရယ်တော့ လူနဲ့တူပေါ့ဓာတ်နှုတ်ညများမှုတွေကိုပေါ်ထုတ်တဲ့ရက်တရက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ time map မှာလူသားထုတ်နေတဲ့လူငယ်တွေဒါမှမဟုတ်ဒီဟိုလူမျိုးမျိုးရေးပါလာမျိုးပေါ့နော်လူတွေအားလုံးကိုကျွန်တော်အနေနဲ့ပုံပြပါတယ်လေးလေးလေးစားပါတယ်ချစ်လက်ချစ်ပါတယ်နောက်တော့ဒီရက်ကလူအားလုံးရဲ့ဟိုဒီ LGBTQI ဒါမှမဟုတ်လူတိုင်းရဲ့အသက်ဆိုင်တယ်လို့ကျွန်တော်မြင်ပါတယ်